ီတစ်ခေါက်ကကြာတော့လာဟိုဘီဘီလေးတော့ပေါ့နော်အခုဟာဘီဘီလည်းရှေ့မှာရှိနေတော့အဲတချို့ကလေးလေးတွေကကြာအရန်ရှူပေါက်ကြတယ်ပေါ့နော်ပြောလို့ရှိရင်တို့ရဲ့ရှူရှူ performance ကအရန်မြင့်ပေါ့နော်ဆိုတော့တချို့ကလေးလေးတွေတို့ပုံစံကြီးလိုက်လို့ရှိရင်ခဏခဏတခြားကလေးတွေထက်ကိုစီးသွားရများတယ်ဒါပေမဲ့စီးရွှင်နေပေါ့နော်ဆိုတော့အမေရိကကတော့ကလေးတွေကိုအလေးစီးရွှင်နေဆိုလို့ရှိရင်တော့သဘောကျကြတယ်ဒါပေမဲ့လို့ဘာဖြစ်လဲဆိုတော့တို့တွေကတစ်ချိန်လုံးရှူတွေကထွက်နေတဲ့အခါကျတော့ဟိုတို့ကိုပြန်ပြီးတော့ဂယူးဆိုင်ရတဲ့အပိုင်းခက်တယ်ပေါ့နော်ဒါပေမဲ့ကလေးလေးတွေကရှူအရန်ပေါက်တဲ့ကလေးလေးတွေကဘာဖြစ်တယ်လဲဆိုတော့တို့ရှူနေတဲ့တို့အေးအေးပြန်ပတ် တ်တတ်တယ်ဆိုတော့ခဏခဏအရှူအယံသွားတဲ့ကလေးလေးတွေကကြတော့သူတို့အေးအေးမိတာလေးတွေဒိုင်ပါနဲ့ပတ်သက်ပြီးပြန်ဆိုတာမျိုးလေးရှိတတ်တယ်ပေါ့နော်ဆိုတော့ကလေးကျမကြီးမှလည်းအခုနောက်ပိုင်းမှာဒီအချက်လေးတွေကတော်တော်များများပြောကြတယ်နောက်ပြီးတော့မေမေရဲ့သူတို့ experience အရာဆိုလို့ရှိရင်လည်းကလေးတွေကဒီလိုမျိုးရှူတွေပိုင်ပောက်တဲ့အခါမှာ quality ကောင်းတဲ့ဒိုင်ပါအောင်မှမယွေးထားဘူးဆိုလို့ရှိရင်ကလေးတွေလည်းပဲထိခိုက်မှုရှိတယ်အရေးပြားပါညာဆိုတော့အပေါ်ရံပဲရှိသေးတယ်ဒါပေမဲ့အဲ့ဒီကနေအေးမိပြီးတော့ဖျားတာမျိုးတွေကလည်းဖြစ်တတ်တယ်ပေါ့နော်ပြီးတော့လည်းအခုရာသီဥတုကြည့်လို့ရှိရင်လောင်းတော့ပူတာအရန်များနေတယ်နိများနေတဲ့အခါကျရာသီဥတုကလည်းပူတ လဲချွေးရလဲထွက်တယ်အပေါ်မှာလဲစုံနေတယ်အောက်မှာလဲသေးစုံနေတယ်ဆိုတော့ကလေးတွေကဒီချိန်ဆိုပိုးပြီးငိုတတ်ကြတယ်ဒါပေမဲ့အဲ့လိုမျိုးငိုတာလေးတွေမဖြစ်ရအောင်ကလေးလေးတွေကိုပော့ပော့ပပါခြောက်ခြောက်တွေ့တွေ့လေးနဲ့သူတို့ရဲ့စီးကိုအချိန်တိုင်းတာတစ်ခုဒီကောင်းကောင်းဆုပ်ထားနိုင်တယ်အခုလိုမျိုးဟာပေပီတိုင်းပါမျိုးရှိတယ်ဆိုလို့ရှိရင်နွေရာသီအတွက်လောင်းစိတ်အေးလို့ရတယ်ပေါ့နော်အဲ့ဆိုဒီလိုအချိန်မျိုးမှာ quality ကောင်းကောင်းလေးကိုသုံးထားရဆိုရင်ကလေးတွေကစီးနဲ့ပတ်သက်ပြီးတော့လည်းပြန်ပြီးတော့အေးမပတ်တော့ဘူးပြီးတော့မေမေအတွက်လည်းပဲဇီးစကားရလည်းပဲအဆင်ပြေတယ်ပြီးတော့သုံးတဲ့အခါမှာလည်းသူ့ရဲ့ကောင်းတဲ့ quality လေးရှိတယ်ပေါ့ เนาะဆိုတော့ဒီဈေးခွက်ထဲမှာဆိုလို့ရှိရင်ဟာဘေဘီဒိုင်ပါကဒါအကယ်မီပေါ့เนาะပိုင်ဆိုင်ထားတဲ့ကိုနီတိုးရဲ့တသားလေးတုံးတယ်ဂုံရှိတိုးလေးတုံးတဲ့ brand လေးဖြစ်ပါတယ်အဲ့တော့ကလေးတွေအတွက်လည်းဒါကိုချစ်တဲ့အမှုပညာရှင်ကလည်းယုံယုံကြည်ကြည်သူ့ရဲ့ပထမဆုံးတူးလေးအတွက်ကိုတုံးဆွဲတဲ့ဒိုင်ပါဖြစ်တဲ့အတွက်အဲမိဘတွေကလည်းကိုယ့်ရဲ့တသားမိမိတွေကိုပေးပြီးတော့တုံးပါမှာစိတ်ချရတယ်ပေါ့เนาะနောက်သူက quality အားဖြစ်ဆိုလို့ရှိရင်လည်းလောင်းတို့သိချအမြင်နဲ့စမ်းပြရတဲ့အတွက်ကြောင့်တော်တော်လေးကောင်းတယ်ဆိုတော့အပတ်တိုင်းဟာဘေဘီနဲ့ကြုံတယ်ဆိုလို့ရှိရင်မိမိတွေကိုလောင်းတို့လက်တွေ့ဒါယူစမ်းပြလေးရှိပါတယ်အဲသူ့ရဲ့အဓိက ကောင်းတဲ့အချက်ကတော့မျက်နှာပြင်ပေါ့နော်ဆိုတော့လောင်းလို့ဒီမှာဆိုလို့ရှိရင်ဒိုင်ပါလေးတွေရဲ့အတွင်းမျက်နှာပြင်လေးတွေမှာသူကလုံးဝခြေသားလေးနဲ့လှုပ်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအသားလေးနဲ့ထိလိုက်တဲ့အခါမှာခလေးမှာရာရန်တာမဖြစ်ဘူးပေါ့နော်အဲလောင်းဆိုလို့ရှိရင်ကိုယ်တိုင်းခလေးပစ္စည်းလေးအရွယ်တော့ဘာဖြစ်လဲဆိုတော့ allergy အရန်ဖြစ်တတ်တယ်အဲဘာနဲ့ပဲထိထိထိလိုက်တဲ့နေရာလေးကနေပြီးရာရန်တာလေးတွေနှီးတာလေးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ဟာ baby diaper ရဲ့ပုံစံကကြတော့လုံးဝခြေသားဖြစ်တဲ့အတွက်ခလေးဝတ်လိုက်တဲ့အခါမှာလည်းဘောင်းမီတွေကိုထည့်ပြီးတော့ newborn အနေနဲ့ကတ်ခွာသုံးမယ်ဆိုလဲအဆင်ပြေတယ်သူ့ဘောင်းမီတိုင်းဝတ်လိုက် င်လည်းလုံးဝလုံးဝရားတာမျိုးမရှိဘူးဆိုတော့ဒါတော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကသူ့ရဲ့စုပ်ယူအားကိုပြောမယ်ဆိုလို့ရှိရင်သူကဂျပန်ဝါတက်လောက်ဂျယ်ကိုတုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ပြီးသွားရင်လည်းဒါစမ်းပြပေးတယ်ပေါ့နော်စမ်းပြတဲ့အခါမှာလည်းလုံးဝရေစိမ့်ထွက်သွားတာမရှိဘူးခလေးရဲ့အင်္ဂါဇတ်နဲ့ထိဆက်နေတဲ့နေရာရောဘောင်းမီနဲ့ကတ်နေတဲ့နေရာနှစ်ခုလုံးမှာလုံးဝမဆိုးတဲ့အတွက်ကြောင့်မို့လို့အစည်းကြောင့်မို့လို့ပြန်ပြီးအေးအေးပတ်တာမျိုးလေးမဖြစ်တော့ဘူးပေါ့နော်ဆိုတော့ဒါပါအတွင်းသားလေးကလည်းအရန်ကိုသူ့ပြောထားတဲ့အတိုင်းပိုးသားလေးလို့နုညံ့နေတယ်ဆိုတော့လေအော်လို့လူကြီးသားလိုလိုလိုရလို့ရှင်နေလို့အရန် ကောင်းပါပဲပေါ့နော်ဆိုတော့ခုခေတ်ကလေးတွေကန်ကောင်းပါတယ်ဟာ baby diaper လိုမျိုးတကယ် quality ကောင်းတဲ့အဲကုန်ပစ္စည်းတွေကိုသုံးခွင့်ရတဲ့ခါကျတော့လေလောင်းတို့တော့အထက်ပို့ပြီးတော့ရွေးချယ်စရာအများကြီးရတယ်ဆိုတော့တကယ်ကောင်းတဲ့ quality ကိုတသားမိမိတွေအတွက်ရောမိမိတွေအတွက်ကောလောင်းတို့ကနေပြီးတော့အကောင်းဆုံးလေးညွှန်ပေးတာပါဟာ baby diaper ဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့အမြင်နဲ့ညွှန်းမေးနေတာလေနော်ဟိုပြိတ္တတွေလည်းမှတ်မိတော့ပါပြီဒါပေမဲ့မတိတိတဲ့သူတွေအတွက်လည်းဆိုတော့လက်တွေလည်းပြတ်တအောင်ပဲဆိုတော့သူစီမာကဒီ size အနေနဲ့ဆို new phone ကနေစတယ် new phone ကလေးလေးအတွက်ဆိုလို့ရှိရင် ဝတ်ပေးရလွယ်ကူအောင်လို့အခုလိုကတ်ခွာလေးရှိတယ်ဒီလိုကတ်ခွာဒီဇိုင်းလေးပေါ့နော်ဟုတ်တယ်မျိုးပါပဲကတ်ခွာဟုတ်တယ် new phone တမျိုးပါပဲကြံနေ new phone ကပြီးသွားလို့ရှိရင် small ကနေပြီးတော့380ကအခုလိုမျိုးဒီမှာဘောင်းမီပုံစံမျိုးလေးဒါပေမဲ့အဲ့ဘောင်းမီပုံစံဒီလိုမျိုးချုပ်ယူထားတာလည်းအရင်တင်ချက်မနေဘူးဘာကြည့်ဘလောက်တောင်တက်တောင်တက်တာဖြစ်လဲဆိုတာအဲ့လောက်ထိကိုဒီလိုဆွဲချက်လို့ရရင်လုံးဝပြဲမသွားဘူးပြန်နောက်တစ်ခါကျတော့အိဆက်နေရာ ဒီလိုမျိုးဆွဲချက်လို့ရတဲ့အပြင်ဒီနားလေးကလေချုပ်ရိုးထားတဲ့ခလေးပိုင်းမှာထောင်းနေမှာအရန်တင်းကျက်နေမှာဒါမျိုးလည်းလုံအောင်စိတ်ပူကြမလို့ပဲနဲ့တော်တော်လေးအဆင်ပြေပါတယ်အသုံးပြုပြီးလည်းဒီပေးနားလေးကနေဆွဲဖြဲပြီးရောခွာပေးလိုက်ရအောင်မယ်ဆိုတော့ဟိုတကယ်တမ်း new phone ခလေးကြာနဲ့ညင်သေးတယ်နည်းနည်းကြီးလာရင်ကြာဒီလိုဘောင်မီလေးဝတ်ပေးမှမဟုတ်ရင်သူတို့လှုပ်ရွာနေရတယ်နော်အဲ့လိုမျိုးဆိုတော့ဟုတ်တယ်အဲ့တော့ဒီခလေးအတွက်တက်တောင်းတက်တာဖြစ်မှာလဲစိတ်ချရတယ်ကျွတ်ထွက်မသွားအောင်လဲအဲစိတ်ချရတယ်ပေါ့နော်စိတ်ပူကြမလို့ရတဲ့အပိုင်းဖြစ်တဲ့အတွက် size တွေအနေနဲ့ခလေးရဲ့ဒီကြီးပြင်းလာတဲ့ခန္ဓာကိုယ် size နဲ့ချိန်ပြီး တော့အများကြီးဝေးချေလို့ရပါတယ်ပြီးတော့သူ့ရဲ့ဒီအတွင်းသားရောအပြင်သားရောကလေပိုးသားလေးတွေမျိုးရန်နှူးညံ့နေတော့ကလေးလေးရဲ့အသားကြီးက baby skin တအားနှူးညံ့ချုံးမွေးတယ်အဲ့တော့သူ့ကိုဒီလိုမျိုး diaper ဝတ်ပေးလို့သူ့ရဲ့အသားကြီးပုံပဲ့သွားမှာအပူလောင်သွားမှာဒါမျိုးလုံးဝလုံးဝစိတ်ပူစရာမလိုဘူးပေါ့နော်အဲ့ချက်ကအရင်အဆင်ပြေရနောက်ပြီးတော့လောင်လည်းပြောသွားတယ်ဂျပန် water lodge နဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကိုသူကစောက်ယူမှာအရင်ကောင်းတယ် အဲ့တော့သူ့ကိုဒီရှူရှူပေါပြီးဝါပြီဆိုလို့ရှိရင်ဆယ်စက္ကန့်အတွင်းမှာအမြန်ခြောက်သွားမှာအဲ့တော့ခလေးကဒီဆွဆွနေလို့တော့သူကလေတတောင်တတာမဖြစ်မှာတချို့ခလေးလေးကရှူရှူဆိုသွားလို့ရှိရင်သူတို့ငိုနေရောသူတို့နေလို့မကောင်းဘူးနော်အဲ့တော့အဲ့ဒီဒုက္ခလည်းကင်းဝေးမှာဖြစ်ပါတယ်အဲ့တော့အိမ်မှာနေရင်လည်းစိတ်ချလက်ချတုံးလို့ရတယ်တခါလေမမီးအပြင်သွားတဲ့ခါမျိုးဆိုလို့ရှိရင်လေသူကဒီလိုတဲရလွယ်အဲ့လိုဆဲခုထုတ်လေးလည်းရှိရဲ့ထိသွားလို့ရတယ်အဲ့ ီမှာဆိုလို့ရှိရင်အလုံးမရှုပ်တော့ဘူးကွာတိလာဘာလို့လဲဆိုတော့ခါကြလို့ရှိရင်လူသားထဲမှာဟုတ်တယ်ဟုတ်တယ်ပြီးတော့သဘောကျတဲ့အချက်ကသူ့စီမှာလေရှူရှူလေးဘလောက် level ရောက်နေလဲဆိုတာသိအောင် indicator ပါတယ်အဲ့ဒါလေးစမ်းသပ်ပြမယ်အဲ့ဒါလေးပါတာဖြစ်တဲ့အတွက်ကိုအော်ခလေးစီးရှံနေပြီလားရှူရှူလေးများနေပြီလားဒါမျိုးကိုအလွယ်တကူအပြင်းနေပြီးတော့အကြည့်လို့ရတာဖြစ်ပါတယ်ကဲအဲ့ဟုတ်တယ်ပြီးတော့လေဒီမှာလေးသဘောကျတာဒီလိုဘေးနားလေးမှာချော်ရိုးလိုင်းလေးနူးညံ့တဲ့ချော်ရိုးလိုင်းလေးပါတယ် ဒါလေးပါတဲ့အတွက်အပြေရောလဲစီးရီဝန်နေရှက်မတော်ဘူးအရန်စိတ်ချရပါတယ်ဒီထိုယိုလိုင်းလေးရဲ့နောက်ပြီးတော့သူ့စီမှာပါတဲ့ဂျပန်ဝါတာလော့ကျဲချောင်းမို့လို့ခလေးလေးကသူ့ရဲ့အညစ်အကြေးစွန့်ပြီးတဲ့အချိန်မှာလေအလွယ်ကူဆုပ်ယူနိုင်တယ်ပြီးသွားတော့ဘေးကိုအညစ်အကြေးရှက်ကြတာမှာလုံးဝလုံးဝစိတ်ပူကြမှာလို့ဟုတ်တယ်နော်ဟုတ်တယ်နော်အဲ့ဒါတော်တော်အဆင်ပြေအဲ့ဒါကဲဆက်သက်ပြမယ်အခုဒီထဲကိုအဲခလေးရဲ့ရှူးရှူးလေးဟုတ်တယ်ရှူးရှူးလေးပေါ့နော်ရေလောင်းထည့်လိုက်တာပေါ့နော် သူရေး6ခွက်လောက်တောင်စုပ်ဟုတ်တယ်အဲ့လောက်တောင်စုပ်ယူနိုင်တာเนาะအများကြီးကြည့်လိုက်လေလုံးဝပါပါလေးဆိုလေအဲ့လောက်ထိစုပ်ယူနိုင်မဲ့ဟိုမတိတာပဲမဲ့ဟုတ်တယ်စုပ်ယူတာကောင်းလားသူကလေစုပ်ယူတာကောင်းတယ်ပြီးတော့အပြင်ကိုလည်းရှန်လားမရှန်လားဆိုတာစမ်းသပ်ပြပြီးတော့လေအဲ့ဂျပန်ဝါတာလော့ချေကတော်တော်လေး ease ဖြစ်တာเนาะอืมပြီးတော့မြင်မှုတာရှိရတာတချို့ဟို product တွေဟိုတချို့အားတွေဆိုလို့ရှိရင်ကွာသုံးပြုရတဲ့ခါမှာအထက်ကဂွန်းသားလည်းမျိုးဖြစ်တဲ့အတွက်ဖွာသွားတာအဲ့တော့ကြလို့ရှိရင်အဲ့ဒါတွေကလိတ်သွားပြီးတော့ကလေးလေးကိုတတောင်တတမရှိတဲ့ခံစားချက်မျိုးပေးတယ်ဓမ္မလေးအစ်ဆက်နေတာသူကအဓိကအေးတာလေအဲ့ gel အလွှာကြောင့်လည်းပါမယ်နော်ဟုတ်တယ်ဟုတ်တော့အဝတ်တွေခုထားရင်အသားတွေပူတော့လေ gel နဲ့ခုထားဆိုတော့သူကအဲ့လိုပူမနေဘူးလေးတွေအားအားအားတာချက်ကဲအောက်ကိုဆန်းသက်ကြည့်မယ်ရှူရှူလေးပေါ့နော်ကလေးရဲ့အဲ့ဒီပါအရင်တော်တော်ကြီးပေါက်ထားရေညာကြီးပဲညာစိမ့်သွားပေါ့ဗျာ ် indicator လေးစိမ့်သွားရင်တော့လဲ indicator လေးဟုတ်တယ်အရောင်ပြောင်းသွားပြီဒီမှာရှူရှူအပြည့်ပေါက်လိုက်ပြီတော်တော်ပြည့်နေပြီเนาะဒီမှာတော်တော်ပြည့်သွားပြီเนาะဒါပေမဲ့အပြင်ကိုလုံးဝလုံးဝလုံးဝမရှိတာမျိုးမရှိဘူးမရှိဘူးလုံးဝမရှိဘူးစိုးနေရခံစားချက်လုံးဝမရှိဘူးဒါအပြင်เนาะ second အဲ့အထဲကိုဆက်သက်ပြလိုက်ကဲဒီမှာပါကဲမာကြီးအဲ့မှာအီအီလေးစိုးဖားလေးလို့ဟုတ်တယ်အီမြာပဲဟုတ်တယ် AC ဖြစ်သွားပြီလေသူရှူရှူပေါက်ထားလဲဆယ်စက္ကန့်တည်းမှာပြန်ချောက်သွားမှာဖြစ်တဲ့အတွက်ကိုကလေးလေးကနေရအရင်တက်တောင်းတက်တာဖြစ်တယ်ဒါလေးအိနာအိနာပဲအထက်ကိုဖျက်ပြလိုက်တယ်နော်ရရသည်ဆိုရင်ချွေးထွက်မှာဆိုတော့တချီဖြစ်တဲ့အတွက်ပြန်ဆုံနိုင်ဟုတ်တယ်ကြောလေးတွေ bike လေးတွေချွေးလေးတွေထွက်ရင်လည်းတချီသားလေးဆိုတော့လည်းမရအောင်ဆုံနိုင်မနော်ရေလောင်းတာကတော့ကောင်းပါပဲတင်းမှာဆော့ဆော့လေးမှာကလေးကထိုင်နေတာဟုတ်တယ်ကဲအဲ့တော့ဂျပန်ဝါတာလက်ဝါတာလော့ဂျ်ဆိုတာဘာကိုပြောရလဲဆိုတာအော်မှဖြေပြတာ လေးလေးအလားဘလောက်တောင်တတောက်တတာဖြစ်လဲပေါ့နော်အဲ့ဒါလေးဟို allergy တွေပိုင်းမဖြစ်ဘူးပေါ့နော်ဟုတ်ကဲ့အဲ့ဒီအရောင်နဲ့လည်းလုံးဝမရှိဘူးစားလေးနဲ့တွေးလိုက်လုံးဝရေကျဲလေးဖြစ်တာဒါလေးပါဒါလေးကအကုန်ဆုပ်ယူသွားတာဟုတ်တယ်အဲ့ဒါလေးဒီမှာဒီလိုဖြဲလိုက်တာမှပဲရေပိုင်းလည်းဖြစ်မနေဘူးကွာဟုတ်တယ်သူခဲပြီးဆုပ်တာနော်အဲ့လောက်ထိကိုအဆင်ပြေတာပါ เนาะအဲ့တော့စုပ်ယူမှုအားလဲကောင်းတယ်ခလေးလေးတို့လည်းအရင်စိတ်ချရတယ်သူ့အသားရည်လည်းပွန်ပဲ့လောင်မှလည်းစိတ်ပူစရာမလိုသူ့အတွက်နေရတာလည်းတတောင်တတာဖြစ်စီတဲ့ခံစားချက်ကိုအပြည့်ဝရတယ်ဒါပေမဲ့တခုရှိတာ तू ကဘလို့ပဲစုပ်ယူမှုအားကောင်းတယ်နေရတာတတောင်တတာဖြစ်တယ်ဆိုပါစီအောင်ကျမ်းမာရေရှူတောင်ရဆိုလို့ရှင်တော့ခလေးလေးရဲ့ baby diaper ကိုအရင်လှုပ်ရှုပ်နေခဲ့ရင်တော့6နိုင်ထပ်ပို့ပြီးတော့မထားသင့်ပါဘူး6နိုင်ကြာတခါတော့လဲလှယ်ပြီးရမယ်ဒါမှသာသူ့ရဲ့ကျမ်းမာရေရောအသားရည်ရောပို့ပြီးတော့ save ဖြစ်မှာဖြစ်ပါတယ်အဲ့ဒီ diaper ကလည်းလေဟိုဒီ baby လေးတွေအတွက်ကိုရွေး းတဲ့အခါကျရင်ဖေဖေမေမေတို့ကအရွေးမှန်မှုလိုအပ်တယ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဒီလိုမျိုးဆိုရင်ဘလောက်တောင်တတ်တောင်တတ်တာရှိလိုက်လဲခလေးတွေစိတ်ပူစရာမလိုဘူးเนาะနောက်တစ်ခုကလေဇင်းတို့ဟိုလူကြီးပြောဘူးတဲ့ဒိုင်ပါကမကောင်းဘူး quality မကောင်းဆိုတော့ဘာဖြစ်တယ်လဲဆိုတော့ကလေးတွေကအဲ့နေရာမှာတစ်ခုခုဟိုနေရထိုင်ရတတ်တောင်တတ်တာမရှိတဲ့အခါမှာလေ6လောက်တွေပါလမ်းဆောင်ခွင်နေတတ်တာဟုတ် အဲ့လိုမျိုးဖြစ်တတ်တာမျိုးရှိရလေနော်ဟုတ်တယ်ခွန်းခွန်းလေးတို့ကအဲ့နာကြီးမှာကြတော့တခုခုခံနေရဖြစ်တဲ့အတွက်ကြောင့်လေလမ်းရှာရင်တို့မှာတတိထားပြီးတော့လှမ်းရတာမျိုးလေးအဲ့လိုမျိုးလေးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ diaper quality ကောင်းဖို့လည်းလိုအပ်တယ်နောက်တစ်ခုကကြတော့အဲ့ဒီ diaper ကိုရွေးချယ်တဲ့အခါကျရင်လည်း size မှန်ဖို့လိုအပ်သေးတယ်နော်ကလေးလေးအတွက်ကိုအဲ့လိုမျိုး size မှန်မှန်ကန်ကန်နဲ့ရွေးချယ်လို့ရအောင်ဆိုပြီးတော့ဟာဟာ baby diaper ကနေပြီးတော့ size လေးခွဲထားမှရှိတယ်တို့ရကိုအလေးချိန်ရယ်အဲဘယ်လေးချိန်ဆိုရင်နော် size ကဘယ်လောက်ပေါ့နော်အဲ့ဒါလေးအစဉ်ပြောပြပါမယ်အဲ့တော့ size ကြီးခွဲထားတာမှာဘာ ်ရှိလဲဆိုတော့ကျွန်တော်ဟာဟာ baby plus မှာဆိုရင် newborn size ကတော့အဲ6ပေါင်ရှိတဲ့ကလေးလေးတွေအတွက်ဆိုရင်တော့ဒါ 1kg ကနေ 3kg ပေါ့နော်အဲ့ဒီအတွက်ဆိုရင်တော့ newborn size ဆိုပြီးတော့ပေးထားတယ်အဲ small size ကကြာ73ပေါင်ရှိတဲ့ကလေးလေးတွေအတွက် median size ကကြာ22ပေါင်ရှိတဲ့ကလေးလေးတွေအတွက်ပါ large size ကကြာတော့ပေါင်30ရှိတဲ့ကလေးလေးတွေအတွက်ပါ xl size ကတော့38ပေါင်ရှိတဲ့ကလေးလေးတွေအတွက်ပါ now 2xl အဲ့ဒါကြာ42ပေါင်ရှိတဲ့ကလေးလေးတွေအတွက် 3xl size ကကြာ44ပေါင်ရှိတဲ့ baby လေးတွေအတွက်ပါအဲ့တော့ size လေးတွေမှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့အတွက်ကိုလည်းကလေးလေးရဲ့ weight လေးချိန်တိုင်းပေါ့เนาะအဲ့အတွက်ကိုလည်းဒါဟာဟာ baby ကနေပြီးတော့ထုတ်ပေးထားအဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်အဲ့တော့ကိုဟိုကလေးလေးတွေနဲ့တင့်တော်မဲ့ size လေးပေါ့เนาะရွေးချယ်နိုင်ဖို့အတွက်အဲနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဇနိုဟာဟာ baby မှာဆိုရင်လေဒီ type မှာဆိုရင်40အထက်40ပါတဲ့အထုပ်ရှိတယ်အဲ့အားလေးကြတော့လက်ဆောင်ပေးခြင်းတဲ့သူတွေအတွက်ဆိုပြီးတော့အဲဒါလေးတွေလည်းရှိတယ်ပေါ့เนาะအဲ့တော့ဒါကလည်းတော်တော်လေးအသုံးဝင်တဲ့အတွက်ကြောင့်ကလေးလေးတွေရဲ့အဲမွေးနေ့တို့ဘာလို့သွားတဲ့အခါကျရင်ဒါလေးတွေလက်ဆောင်ပေးလို့ရတယ်ပေါ့เนาะ ော်အထုပ်ပေးရလဲလှတော့ပက်ကေ့ချင်းပက်ကေ့ချင်းလည်းတော်တော်လှတယ်နော်အဲ့ဒါလေးပေးလို့ရတယ်ဆိုတာလေးရှိတယ်နောက်တစ်ခါကျတော့နောက်အဆီဇင်လေးတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ပေါ်ပါရှင်ကြီးဟာဟာဘေဘီဆိုတဲ့အဆီဇင်လေးပေါ့နော်အဲ့ဒီအဆီဇင်အစ်စ်လေးကကျတော့ဟိုဒိုက်ပါသုံးနေရတယ်ဘေဘီလေးတွေအတွက်ဆိုပြီးတော့ရည်ရွယ်ပြီးတော့ပေါ့ပေါ့ပါပါတန်တန်ရှင်းရှင်းနဲ့ကလေးလေးတွေဘတ်ဆုံမှာကျမ်းမာနေစေဖို့အတွက်ဆိုပြီးတော့ဒါမမေတို့ဘက်ကနေဘာရီကီယူစိုက်ပေးတင်လဲဘာရီလုတ်ပေးတင်လဲဆောက်ရှောက်ပေးတင်လဲဒါိုင်းနဲ့ပတ်သက်ပြီးတော့ဆရာဝန်ကြီးတွေကနေပြီးတော့ဟာဟာဘေဘီရဲ့ဒီ Facebook page ကနေပြီးတော့ဆွေးနွေးတဲ့အဆီဇင်လေးတွေ ပေါ့เนาะအဲ့အစီအစဉ်လေးတွေအများတန်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်အခုကြည့်ရှုနေပရိသတ်တွေကိုမှာကျင်တာကအာ baby လေးတွေကိုပိုင်ဆိုင်နာတဲ့ဖိဖိမမေတို့အတွက်ပေါ့เนาะဒီ knowledge လေးတွေသိရှိရဖို့အတွက်ဆိုရင်เนาะဟာဟာ baby ရဲ့ Facebook page လေးရှိပါတယ်အဲ့ဒါကို like and follow လေးနောက် see first လေးလောက်ထားမယ်ဆိုရင်ဒီကဘဟုတုတလေးတွေကိုအများမပြတ်ပေါ့เนาะကိုကြည့်ရှုလို့ရမှာဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ခလေးလေးစောက်ရှောက်ရတဲ့အပိုင်းကအရက်နဲ့နေအမလည်းမခံဘူးအဲ့ခါကျတော့တကယ်ကိုနားလေတကြွနဲ့ပညာရှင်တွေကနေပြီးတော့ဝင်းမြပြီးအကြောင်းအရာတွေကလည်းသိထားသင့်ပါတယ်ဟုတ်တယ်နော်ဟုတ်တယ်ဒါ page လေးကို see first လောက်ထားလိုက်ပါဟုတ်ပါတယ်ဆရာဝန်ကြီးကလည်းကိုယ်တိုင်ဒါဟိုလက်တွေ့ပြောတဲ့ခါမှာသူတို့စမ်းပြထားရှိတဲ့ခါကျတော့ဟိုဆရာဝန်ကြီးကိုနိုင်ကောင်ဒါကိုသိချကြည့်ပြီးတော့စမ်းထားဖြစ်တဲ့အတွက်ကိုသုံးတဲ့ခါမှာလည်းစိတ်ချလက်ချသုံးရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဘာဖြစ်လဲဆိုတော့ baby လေးတွေကသူတို့ရဲ့ weight ကအဲ့ဒီအရွယ်မှာတက်တာအရန်မြန်တယ်ဟိုပြောင်းတာမြန်တယ်ပေါ့နော်ဟိုကြည့်နေတော့မှပဲတချို့ဆိုရင်ဟဲ့သသားမီးလေးကြည့်နေတော့မှအရကြီးရှည်လာကြည့်နေတော့မှထွားလာဆိုတာရှိတော့အဲ့ဒီအရွယ်မှာအရန်ကယူဆိုင်ရတာ diaper size ကိုပြောင်းပြောင်းပြီးသုံးရတာပေါ့နော်နောက်တော့လူကြီးတွေကမှကိုစားတာပေါ့မူတည်ပြီးတော့ကိုယ့်ရဲ့ weight ဆိုတာချိန်လို့ရတယ်သူတို့ကျတော့အရန်တက် ဲ့အရွယ်ဆိုတော့ကြည်နေတော့မှတဲ့ဟိုသူ့ရဲ့ခန္ဓာကိုယ် size ကကြီးကြီးသွားရမျိုးရှိတတ်တယ်ပေါ့နော်အဲ့ကြတော့ဒါပါကိုလောင်းတော့တမျိုးကိုဝယ်ထားပြီးပြီဆိုရင်ဒီတမျိုးဒီခလေးရဲ့လက်ရှိ size နဲ့အဆင်ပြေလားဆိုတော့အမြဲ update လုပ်ဖို့အရေးကြီးပါတယ်ဘလောက်ပဲကောင်းသည်ဖြစ်စေကိုယ်နဲ့ size မတော်ဘူးဆိုရင်ခလေးအတွက်ကတက်တောင်တက်တာမဖြစ်ဘူးဆိုတော့ဟာ baby ကသူကခလေးရဲ့ weight နဲ့လိုက်ပြီးထုတ်ထားတာဖြစ်တဲ့အတွက်အဲ့ဒီ weight အတိုင်းတော့သုံးဖို့အတွက်လောင်းကတိုက်တွန်းခြင်းပါတယ်ခလေးထွားလာရင်လေထွားလာသလို medium လား large လားပြောင်းပြီးတော့သုံးပေးဖို့လိုပါတယ်နော်ကာကြဒါပါကောင်းတယ်ဆိုပြီးတမျိုးတည်းကို size တစ်ခုတည်းအများကြီးဝယ်လိုက်တယ်ဆိုခလေးထွားလာ ဲ့အခါကျတော့ဒါလေးရဖြစ်တတ်တယ်ဆိုတော့လေဒါလေးလက်တိုက်တွန်းချင်ပါတယ်။နောက်ဒီပေါ်ပါရှင်ကြီးဟာဘေဘီကလည်းပဲဆီမားကြီးတွေကနေပြီးတလှည့်စီပေါ့နော်ဆွေးနွေးတော့ဖြစ်တဲ့အတွက်ကလေးတွေအဟာရကိုအကျမ်းမာကြီးရောနောက်ပြီးတော့ဒီလိုမျိုးဒိုင်ပါသုံးတဲ့အကျမ်းမာကြီးအသည့်ကိုလည်းပို့ပြီးတော့ပေးနိုင်ဖို့အတွက်ပြောထားတာဆိုတော့ဒါကိုလည်းအမြင်လမ်းကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ဟုတ်ပါတယ်။ ကဲအဲ့တော့ဟာဟာဘေဘီရဲ့သူ့ရဲ့ကြော်ညာလေးရှိတယ်အဲ့ကြော်ညာလေးနဲ့ပြည်သက်တွေနှုတ်ဆက်ချင်ပါတယ်အဲ့ဒါပါလဲဆိုတော့နူးညံ့မှုနဲ့ငှက်မွေးလေးလိုပေါ်ပါမှုတွေကိုပေးစမ်းနိုင်တာဟာဟာဘေဘီတိုက်ပါပါကလေးလေးတိုင်းအတွက် ဟာဟာဘေဘီတိုက်ပါဖြစ်ပါတယ်ရှင်ဟုတ်ပါရှင်အဲ့တော့အလုံးအတွက်အသုံးဝင်တဲ့တကယ်လက် quality ကောင်းမွန်တဲ့ product လေးကိုစတော့ထပ်ပြီးတော့ညွှန်ပြပါရစေ။ဒါဒီနေ့ community season အတွက်အဓိကကူညီပံ့ပိုးပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ဟာဘေဘီတိုက်ပါ။ဟုတ်ကျေးဇူးပါရှင်။ဟာဘေဘီတိုက် ်။လာဝန်လည်းကျေးဇူးတင်ပါတယ်။ကျေးဇူးပါကျေးဇူးပါဟုတ်ကဲ့ပါ။နောက်ထပ်အစီအစဉ်လာဝန်နေရာမှာဘယ်သူလာမလဲဆိုတော့ကိုတေးလာမှာဖြစ်ပါတယ်။အဲ့တော့မကြခင်ကိုတေးကိုဖိတ်ခေါ်ပေးပါမရှင်။